အားလုံးပဲမင်္ဂလာပါဒီဘက်မြောက်ဝေသွားမှာတော့ facet twin twin နဲ့ mefit twin twin ဆိုပြီးတော့ဒီအကြောင်းအရာလေးဖြစ်ပါတယ်။နောက်ကြောက်ရီဘူးတို့မို့ချောရီတွေအခေရာမှာဖြစ်ပေါ်လာတဲ့မိသင်ကြောက်တွေမှာဆိုရင် mefit မိသင်ကြောက်နဲ့ facet မိသင်ကြောက်ဆိုပြီးတော့အဓိကပါဝင်နေပါတယ်။ mefit မိသင်ကြောက်နဲ့ facet မိသင်ကြောက်တွေအရဆိုရင်မိသင်ကြောက်အမျိုးအစားခွဲခြားတဲ့အပိုင်းတွေမှာအသုံးပြုလို့ရှိကြပါတယ်။ ဖက်စစ်တွန့်ထွက်တရားဆိုရင်အယောင်ဖြုတ်ပြီးတော့မိဖြစ်တွန့်ထွက်တရားအယောင်ရင်းကြပါလေဖက်စစ်တွန့်ထွက်တရားစီလီကာပါဝင်မှုပါဆိုရင်မိဖြစ်တွန့်ထွက်များတဲ့ပုံများပါတယ်စီလီကန်ပါဝင်မှုပုံများပါတယ်အက်စစ်မီတင်ကြောက်များမှာဆိုရင်ဖက်စစ်အယောင်ဖြုတ်တွန့်ထွက်များဖြစ်ကြတဲ့သလင်းဖဲစွာများစွာပါဝင်ကြပါတယ်နောက်ဖက်စစ်ဆိုတဲ့ဝါရဆိုရင်စီလီကာရဲ့ဖဲစွာစလုံးနှလုံး ကနေပြီးတော့လာတာဖြစ်ပါတယ်။ဆီလီကွန်၊အောက်ဆီဂျင်၊အလူမီနီယမ်၊ဆိုဒီယမ်၊ပိုတက်ဆီယမ်တို့လိုဆီလီကိတ်တွတ်ထွက်တွေပါဝင်ကြပါတယ်။စားတဲ့မိသင်းကျောက်တွေကိုဖော်ပြရမှာအသုံးပြုလေးရှိတဲ့ဩဝါဒတစ်ခုလည်းဖြစ်ပါတယ်။ဘက်စစ်တွတ်ထွက်များဆိုရင်ဆီလီကာနဲ့အလူမီနာကျော်ဝါတွေမိသင်းကျောက်တွေဖြစ်ကြပါတယ်။ Quartz နဲ့ Feldspar ဆိုရင်ဒီ quartz နဲ့ feldspar တွေအဓိကပါဝင်ပြီးတော့ feldspar တွေတဲမှာဆိုရင် plagioclase Orthodox နော် Moscow ဘိုက်အစုတွင်ထွက်တွေအဓိကပါဝင်ကြပါတယ်။ Facet တွေကအယောင်နှူးကြပါတယ်။အများအပြားတော့အဖြူရောင်ပန်းရောင်ဂီခိုးရောင်အဖျော်လိုတွင်ထွက်တွေပါဝင်ကြပါတယ်။သူ့ရဲ့အရေးပြောမှတ်6ဟာကနေပြီးတော့900ဒီဂရီဆက်စီယအောက်မှာရှိပြီးတော့ဆီလီကာပါဝင်မှုမြင့်မားတဲ့အတွက်မြင့်မားကဆီလီကာပါဝင်တော့လည်း65ရာခိုင်နှုန်းမှနေ85ရာခိုင်နှုန်းရှိပါတယ်။ဆီလီကာပါဝင်မှုမြင့်မားတဲ့အတွက်စီးပစ်ပါတယ်။ ဒီလိုဆေးပြည့်တဲ့အတွက်ဖက်စစ်တွေအကြီးဖက်စစ်ချော်ကြီးတွေအစီနှိမ့်မစားအေးခဲကြမယ်ဆိုရင် obsidian လို့ခေါ်တဲ့မီးတောင်ဖန်ကြောက်တွေဖြစ်ကြပါတယ်။ကြောက်ရီဘူးရဆေးပြည့်တဲ့အတွက်မီးတောင်ပေါက်ကွဲတဲ့အခါမှာပြင်းထန်စွာပေါက်ကွဲလေးရှိပြီးတော့မြေပြင်ကိုတိုးထွက်တဲ့အခါမှာလည်းဖြင်းညစွာနှိကွေးစွာတိုးထွက်လေးရှိကြပါတယ်။မိဖြစ်တွင်တွက်ဒီမှာဆိုရင် တန်မက်ဂနီဆီယမ်လိုတွန့်ထွက်တွေပါဝင်ကြပါတယ်မက်ဂနီဆီယမ်နဲ့တန်ကျော်ရတဲ့ဆီလီကိတ်တွန့်ထွက်တွေစတဲ့မိသီကြောက်တွေဖိုးပြရမှာအသုံးပြုလို့ရှိရဟောရတာတခုလည်းဖြစ်ပါတယ် Orbin Pyrosine MB4 စတဲ့တွန့်ထွက်တွေဖြစ်ကြပြီးတော့မေဖစ်မိသင်ကြောက်တွေမှာဆိုရင်မေဖစ်တွန့်ထွက်တွေအဓိကပါဝင်လို့ရှိပါတယ်မေဖစ်တွန့်ထွက်တွေအားဖြင့်မက်ဂနီဆီယမ်တန်ကျော်ရတဲ့မိသင်ကြောက်တွေဖြစ်တယ်လို့အနက်ရောင်အစင်းရောင်ဤခိုးရင်ရောင် လို့အယောင်ရင့်နဲ့ကြောက်တည်ဖြစ်ကြပါတယ်ဒီထက်မှာ all win pyrocene mb4 တို့လိုတွန့်ထွက်တွေနဲ့အဓိကပေါဝင်ဖွဲ့စည်းထားလေးရှိပါတယ်အခြားကြောက်များနဲ့စာရင်တန်လိုမဂနီဆီယမ်လို၄တဲ့တွန့်ထွက်တွေပါတာဖြစ်တဲ့အတွက်သိကြီးစားများပြီးတော့အရေးပြောနေတဲ့အချိန်မှာဆိုရင်ထောင်ဆက်စီယမ1200ဒီဆက်စီယတီရှိနေပါတယ်ဆီလီကာပါဝင်တော့ဆိုရင်445ရာခိုင်နှုန်းမှာ55ရာခိုင်နှုန်းရှိတဲ့အတွက်မိဖွဲ့ဖွဲ့စည်းပုံရှိတဲ့ ကြောက်ရည်ဘူးတွေဟာဆေးပြစ်မှုနေပါတယ်မိတော်ပောက်ခွဲမဲ့ဆိုရင်လည်းချော်စီးကြောင်းတွေတွေ့ရလိမ့်ရှိပါတယ်ဒီနေ့အပြင်မိဖြစ်မိသိကြောက်တွေကိုကမ္ဘာကြားလာတယ်မှာတချို့နေရာတွေမှာတွေ့ရပြီးတော့ကွဲကွာနားဆုံးနေမှာလည်းတွေ့ရတတ်ပါတယ်မိဖြစ်လောအထရမိဖြစ်မိတင်ကြောက်တယ်ပါစေစီလီကာပေါင်တော့45ရာခိုင်နှုန်းရဲ့အောက်မှာရှိတတ်ပါတယ်။ Orbin Pyrosine နေရာမိဖြစ်တွင်းထွက်ဒီ60ရာခိုင်နှုန်းပေါင်ဖွဲ့စည်းထားတဲ့မိတင်ကြောက်တွေဖြစ်ကြပါတယ်။ ပဲစစ်ကြောက်ရီဘူးတရားဆိုရင်မိဖြစ်ကြောက်ရီဘူးတွေတဲ့တိတ်တိစနေပြီးတော့ပုံမူဆေးပြနေတဲ့အတွက်ခေါင်းကမြင်းမြင်းနာပြင်ဖို့ရောက်ဖို့အတော်လေးနှိကွေးပါတယ်နှိမ့်မှစွာရောက်ရှိမယ်ဆိုရင်လေ Rhyolite လို့ Obsidian လို့ပဲစစ်တိုးထွက်ကြောက်တွေအနေနဲ့တွေ့ရတတ်ပါတယ်တိုးထွက်မိသေးကြောက်တွေအနေနဲ့ပုံဆောင်ကြောက်တွေ့ရပါတယ်ပဲစစ်မိသေးကြောက်တွေမှာဆိုရင်အယောင်နုပြီးတော့ Quest Potassium Phosphate Plagioclase အော်တိုဂလီမော်စကိုဘက်အုပ်စုတွင်ထွက်တည်နေအဓိကပါဝင်ဖွဲ့စည်းတာပါတယ်။တွေ့ရများတဲ့ဖွဲ့စည်းမိသီကြောက်တွေမှာဆိုရင်ပြောရမယ်ဆိုရင်တော့ Granite, Rhyolite, Obsidian, Pegmatite စတာတွေဖြစ်ကြပါတယ်။မိဖေတွင်ထွက်တည်ရဆိုရင်တော့အယောင်ရင့်ပြီးတော့ Orbin, Pyroxene, MbB စတဲ့အုပ်စုတွင်ထွက်တည်နေအဓိကပါဝင်ဖွဲ့စည်းတာပါတယ်။တွေ့ရများတဲ့မိဖေမိသီကြောက်တွေဆိုရင်တော့ Basalt, Gabbro, Diabase, Peridotite စတာတွေဖြစ်ကြပါတယ်။ ဂျာမီတိကြောက်တီမှာဆိုရင်တော့ဖက်စစ်တင်းထွက်နဲ့မေဖစ်တင်းထွက်တရားစတော့စီပါဝင်နေပြီးတော့ဘေ့စ်လွန်မီတိကြောက်တီမှာဆိုရင်မေဖစ်တွတ်တွတ်များကြီးတာပါဝင်နေရှိပါတယ်ဖက်စစ်မေဖစ်ပါဝင်နေတာကိုပြချင်းရလဲကြောက်တီရဲ့အယောင်နည်းရင်ကိုဖော်ပြခြင်းနဲ့မီတိကြောက်ခွဲချက်ရမှာအသုံးဝင်တဲ့အချက်လက်တွေဖြစ်ကြောင်းဝင်မြရင်းနဲ့မျှဝေနဲ့အသုံးအဆုံးသက်လိုက်ပါတယ်အခုလိုဝေရောက်ကြည့်ရှုအားပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်ကြည့်ရှုသူဝိစေပေါ့ရှင်လန်းချမ်းမြေ့ကြပါစေ။